အားလုံးပဲမင်္ဂလာပါခင်ဗျာ။အောင်နိုင်ဆိုး channel မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့တလုတ်စားဘူးသူ့ဂျေဆူးဆိုတဲ့မြန်မာစကားပုံလေးကိုထုံနှုတ်တင်ဆက်ပေးကြပါရစေခင်ဗျာ။မြန်မာတမိုင်းမှာငါးစည်းရှင်ကြောစွာဟာညီတော်ဖြစ်သူစကိုင်းမင်းအတင်ခရာစောရွမ်းကိုလှုပ်ကြံရန်ငခင်ညူးဆိုတဲ့ကျွန်းကိုစကိုင်းမျိုးကိုဆေးလွတ်ခဲ့တယ်။ငခင်ညူးဟာစကိုင်းဘက်ကိုကူးပြီးတော့အရေးအခြေကြည့်ပေမဲ့လှုပ်ကြံရန်အခွင့်မသာတဲ့အတွက်ကြောင့် တောတွင်းမှာသုံးရက်ပုံအောင်နေခဲ့ရတယ်လေအခါတင်း၍လှုပ်ကြံမဲလို့နန်းတော်ကိုတက်လီရာနန်းတော်မှာနတ်တင်ထားတဲ့ထမင်းကိုတွေ့တယ်သုံးရက်တိုင်ထမင်းမစားရပဲနဲ့စားလောင်နေတဲ့ငခင်ညူဟာထမင်းကိုအားပါတရစားပြီးမှနန်းတော်အတွင်းကိုဝင်ခဲ့တယ်နန်းတော်အတွင်းကိုဝင်ပြီးတော့အတင်ခရာစောရွှန်းကိုလှုပ်ကြံရန်စောရွှန်းရဲ့ခေါင်းရင်းမှာရက်ပြီးအတွေးဝင်မိလေတယ်အတင်ခရာစောရွှန်းကငါရဲ့ထမင်းရှင်ဖြစ်တယ်သူရဲ့ထမင်းကိုငါစားခဲ့ပြီးပြီး ထမင်းရှင်ကိုပြစ်မှားမိချေကတန်တရာအပြစ်အလွန်ကြီးမားမယ်လို့တွေးမိကမတတ်တော့ဘဲနဲ့အသင်ခရာစောရွန်းထံရောက်ရှိကြောင်းတက်တည်ပြရန်အတွက်ငါးစည်းရှင်ကြောစွာကစောရွန်းကိုပေးထားခဲ့တဲ့ဗရံများကြောက်စီဓာကိုသာယူပြီးတော့ပြန်လာခဲ့တော့တယ်။ငါးစည်းရှင်ကြောစွာလည်းငခင်ညိုရဲ့လျှောက်ထားချက်ကိုအာရကျေနပ်တဲ့အတွက်ကြောင့်အမျက်မထွက်ယုံမျှမကထမင်းတက်နေရှင်ကိုပင်ဤမျှဂျေဇူးတည်တဲ့ငခင်ညိုဟာငါအပေါ်မှာဂျေဇူးတည်မိမှာ စူပွေရာမရှိလို့တွေးတော့ကအလွန်ချီးမွမ်းပြီးတော့စုလက်များစွာပေးသနာတော်မူလီတယ်။ငခင်ညိုကဲသူပဲသူဓမာရဲ့ထမင်းကိုတလုံးမြစားဘူးလင်ပင် ထိုသူဤဂျေဇူးကိုတိတက်တင်ပေတယ်။လူတအူးကမိမိကိုမြည်သည့်ကိစ္စပင်ဖြစ်စီ ပမာဏအနှိမ်ငယ်မျှပင်ဖြစ်စီကူညီမဆစောင်းလျှောက်ဖူးလင်ပင် ထိုသူဤဂျေဇူးမကင်းသည်သာဖြစ်လေတယ်။ထိုသူဤဂျေဇူးကိုလည်းတိတက်ကြရပေမည်။ယင်းကိစ္စမျိုးမှာမြန်မာစကားပုံ၌ တလုတ်စားဘူးသူဂျေဇူးဆိုပြီးတော့ခိုင်းတိုင်းတင်စာ သုံးပုံကြလေသည်မြမစကပုံတွေကိုလူမှုပတ်ဝန်းကျင်မှာမိမိဆိုလိုချက် ထိမိပေါ်လွင်စေဖို့အတွက်အသုံးပြုပြောဆိုလေးရှိကြပါသည်ဒါ့အပြင်မြမစကပုံတွေမြမဆိုရိုးတွေဟာမြမယဉ်ကျေးမှုအမွေနှစ်တွေလည်းဖြစ်တာမို့မတိမ်ကောမပြောက်ပြက်အောင် အခုကြည့်ရှုနေကြတဲ့ခလီလူကြီးအားလုံးထိမ့်သိမ်းဆောင်းလျှောက်တဲ့အတွက်ကြောင့် အခုလိုပဲမြန်မာစကားပုံလေးတွေကိုရှာဖွေပြီးတော့တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာ။